င်္ဂလာပါရှင်ဒီဗီဒီယိုလေးကနေမွေးရတဲ့နဲ့လိုက်ဖတ်တဲ့အောက်ရှာဘူးလုံးကြီးအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်ရှင်ဗီဒီယိုလေးကို အဆုံးထိလိုက်ပါ ကြည့်ရှုပေးပါအောင်ရှင်ပထမဆုံးအနေနဲ့စတုံရှူမြူတီစင်တို့ကိုထောင်းထားပါတယ်ရှင်အာဘူးရွက်ရေးစီထားပါတယ်နာနာမင်းညှက်ထားပါတယ်ရှင် မချစ်သိမဲ့အနှစ်ကိုတွန်းထားပါရဲ့ရှင်။မြို့ကောင်းလှော်ပြီးထောင်းထားပါရဲ့ရှင်။ပဲသွေးကိုစားစနွင်ချုံမုံထဲ့ပြီးခပ်ဖွားဖွားနေထားပါရဲ့ရှင်။ငါးပြုတ်ပြီးအသားဖွင့်ထားပါရဲ့ရှင်။ဒါရီစုံပြီဆိုရင်တော့စွတ်တုံဖြူကြော်ပါမယ်။အယောင်ရဲလိုက်စီတက်တက်အဖက်တက်တက်ထည့်ထားပါမယ်ရှင်။ နောက်မှာတော့တဲသွင်းကြော်ပါမယ်။အငငယ်မဲလိုက်ဆဲထားပါမယ်ရှင်။ကောင်းထည့်ပြီးမှုပါမယ်ရှင်။အာပူဟီးရဲ့အတွက်ကတော့ဇပလင်းထည့်ထားပြီးသားငါးပြုတ်ရည်တဲကိုစိမ့်စားငပိဖြော်ရည်ထည့်ပါမယ်။ငပိကျက်လောက်မှာ စားစစ်သားမုံတင့်ရင်ထည့်ပါမယ်ရှင်။စစ်တုံဖြူထည့်ပါမယ်ရှင်။ ငါပြုတ်နှင်းမိသားထဲပါမယ်ရှင်အာဘူဟေးကအနံ့တော်တော်လေးကိုမွေးနေပါပြီရှင်ခုဆိုရင်တော့နမီးနဲ့လိုက်အောင် အာပူရှာဘူးစေမဲ့အာပူရှာဘူးကိုသုံးဆောင်နိုင်ပါပြီရှင်။ရတာကိုချင်းငန်ဆက်ကိုကြိုက်တယ်လို့ပြုပြင်ပြီးသုံးဆောင်နိုင်ပါတယ်ရှင်။ဒီဗီဒီယိုလေးကလူချင်းမျိုးတို့အတွက်သုံးဝင်နေဆိုရင်တော့ like and share လုပ်ပေးဖို့မမေ့ပါနဲ့နော်။ရတာကောင်းမှုနဲ့ဟင်လျာတွေကိုဖန်တီးနိုင်ကြပါစေရှင်။တင်ဆက်သူကျမဇွေဖြိုးပါ။